တန်ညရဲ့ဆိုတော့ပွဲကိုဘယ်လိုပုံစံနဲ့အပြောင်းလဲပြီးတော့ဖွဲ့စည်းမလဲဆိုတဲ့ကိစ္စကိုလည်းပဲကျွန်တော်တို့ဒါကြေညာဖို့ရှိပါတယ်တရုတ်နိုင်ငံအပါဝင်နိုင်ငံအချို့ရုံးကြည်မျောလင့်နေတဲ့အားတွေကဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးနေဇက်ဖြတ်ကျော်ရာဇဝတ်မှုတွေဖြစ်လာတဲ့အခါမှာလေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ တကယ်နှိမ်နေမဲ့သူဟာဒေါ်လာရင်းအင်အားစုရဖြစ်တယ်စစ်တပ်မဟုတ်ဘူးဆိုတော့ message ကိုတော့ကျွန်တော်နိုင်ငံတကာကိုအတိအလင်းပြောလိုပါတယ်ရှင်မင်းယိုမသတင်းဌာနရဲ့အင်တာဗျူးအစီအစဉ်ဖြစ်ပါတယ်။လက်ရှိမြန်မာပြည်အရှင်နယ်ရဲရဲနဲ့ပတ်သက်ပြီးမျိုးသားညီညွတ်ရေးအစိုးရဝင်းရုံရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလန်းနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျမင်္ဂလာပါ။ဟုတ်ပါပါ။ အရင်ဆုံးကျွန်တော်တို့ဒီမင်းကြီးအစိုးရရဲ့ပြုဝင်ပြောင်းလဲရေးအရှင်နဲ့ပတ်သက်ပြီးနည်းနည်းလေးသိရှင်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျွန်တော်တို့ဟိုမျိုးသားညီညွတ်အစိုးရအနေနဲ့ပေါ့နော်ဒါပြည်သူပြည်သူကိုကိုယ်စားပြုထားတဲ့အစိုးရတည်းအနေနဲ့ဒီပြုဝင်ပြောင်းလဲရေးဆိုတဲ့ကိစ္စကတကယ်တမ်းကျတော့ဒါ process တစ်ခုအနေနဲ့ပေါ့နော်ဆိုတော့လုပ်ငန်းတွေတစ်ခုအနေနဲ့ဒါအနေနဲ့ဒါလုပ်ကင်ဆောင်ရနေတာဖြစ်ပါတယ် အဲပြောချင်တာတော့ဒီလောက်ကန်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးအများအားကျွန်တော် review လုပ်တယ်ပြန်လည်လေ့လာတယ်သုံးသပ်တယ်ပြီးရင်ဘယ်လိုအပြောင်းအလဲတွေလုပ်ဖို့လိုအပ်မလဲပေါ့နော်အဲဒီဟာတွေပုံမှန်ကကျွန်တော်တို့ကအခုမှမဟုတ်ဘူးပေါ့နော်တောက်လျှောက်လည်းရှေ့မှာလည်းတောက်လျှောက်လုပ်ခဲ့တာဖြစ်တယ်အဲ့တော့အခုလည်းပဲကျွန်တော်တို့ဆောင်ရွက်နေတာရှိသလိုနောက်လည်းဆက်လက်ပြီးတော့ပေါ့နော်ဒီပြင်ပြောင်းလဲဆိုတာကအစိုးရတည်းကမှာအဲအများအား process တစ်ခုပုံစံမျိုးနဲ့ဒါလောက်ကန်ဆောင်ရွက်သွားမှာဖြစ်တယ်လောက်လည်းလောက်ကန်ဆောင်ရွက်နေတယ်ဆိုတော့ပြောချင်တယ်ပေါ့နော်အဲ့တော့အခုဒီပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ဒီလဒီလထဲမှာတိတ်မကြခင်လဲ ရေဆိုးရအဖွဲ့ပေါ့နော်မြန်မာညညရေဆိုးရအဖွဲ့ကိုဘယ်လိုပုံစံနဲ့အပြောင်းလဲပြီးတော့ဖွဲ့စည်းမလဲဆိုတဲ့ကိစ္စကိုလည်းပဲကျွန်တော်တို့ဒါကြေညာဖို့ရှိပါတယ်တော့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့တိုင်ပင်ဆွေးနွေးတာတွေနောက်ပြီး NUCC ရော CRPH ရောဒါတွေကိုတင်ပြတာတွေခြားသောတိုင်းသားဖွဲ့စည်းတွေနဲ့ဆွေးနွေးတာတွေဒါတွေလည်းပဲတောက်လျှောက်ဒါလောက်ကိုင်ဆောင်နေတာရှိတယ်အဲသူသဖြင့်တော့ဒီကော်မရှင်တရက်ပေါ့နော်ဒီမြန်မာညညရေဆိုးရပြည်ပြောင်းလဲကော်မရှင်တရက်ဆိုတာကိုလည်းဖွဲ့စည်းပြီးတော့အဲဒီ စွတ်ချပေါ့နော်ဒီအစိုးရဖွဲ့စည်းပုံတစ်ခုနဲ့မဟုတ်ဘူးပေါ့အခြားသောဘူဝါဒဆိုင်ရာအပြောင်းလဲအဲနောက်ပြီးတော့ဒီလုံထုံလုံးနီးဆိုင်ရာအပြောင်းလဲဒါမျိုးတွေကိုလည်းပဲကျွန်တော်တို့ဆောင်ရွက်ဖို့ကြာစူးစမ်းဆောင်ရွက်နေတာဖြစ်တယ်ပေါ့တော့ဒီလအထဲမှာပဲအဲကျွန်တော်တို့ထုတ်ပြန်ကြေညာမှုတွေလည်းပဲထွက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပဲအဲ့ဒါကိုအဲ့ဒါကိုပဲစောင့်မျှော်ကြည့်ရှုပေးဖို့ပဲကျွန်တော်မြေတားရခိုင်လို့ပါတယ်ဗျဟုတ်ဟုတ်ကဲ့ဒီအနာဒေးစတက်ကကျောထုံလုံးပြန်ပြုတ်ထားတဲ့ဒီကြားဖြန့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီးဒီနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့ပြောဆိုထားတာတွေရှိပါတယ်။အဲ့ဒီကြားပြန်လုပ်ငန်းတွေပတ်သက်ပြီးတော့ NGO ဘက်ကရောဘယ်လိုမျိုးစီမံထားတာတွေရှိပါသလဲခင်ဗျ။အဓိကပြောချင်တာတော့လေဒီကြားပြန်လုပ်ငန်းတွေရဲ့ဒီအရင်းအမြစ်ပေါ့နော်။အရင်းအမြစ်ကိုနည်းနည်းလေးကျွန်တော်တို့ကမျက်ခြေမပြတ်ဖို့လိုတာပေါ့။ဒါအားလုံးလည်းသိကြတယ်မြမတမိုင်းကိုလေ့လာမယ်ဆိုရင်နော်ဒီကျွန်တော်တို့တနက်ကရင်အားစုတွေကျွန်တော်တို့ရှိကြတယ်။ပြီးရခါမှာစစ်တပ်ကလည်းဒီပြည်တွင်းစစ်ဆိုတာကြီးကိုသူက ပုံမွေးတယ်လို့မွေးထားတာပေါ့ကြာတော့ဘာဖြစ်လို့လဲဆိုတော့ပြည်တွင်းစစ်ကြောင်သူ့မှာအကျိုးမြတ်တွေရနေတဲ့အခါကျတော့ပုံမွေးတယ်လို့မွေးထားတယ်။အဲပြီးတော့တစ်ဖက်မှာဒီငင်းငယ်ငင်းငယ်ဆိုတဲ့စကားကိုဒါဟန်ပြတုံးပြီးတော့တော့ကျွန်တော်တို့ဒီအဲစစ်တပ်ဟာတာလင်းဒါမြန်မာနိုင်ငံမှာစစ်တပ်ဟာမရှိမဖြစ်ဆိုတဲ့ဒီ narrative ပေါ့ဗျာနော်ဒီစကြောင်းကြီးကိုအများအားသူတို့ကပြောနေဆိုနေတာပေါ့အဲတော့ဒီကြားပြလုပ်ငန်းတွေရဲ့အဓိကအရင်းခံကဘာလဲဆိုတော့ခုနကပြောတဲ့အလုံးလည်းသိမယ် NCA ဆိုပြီးတော့ National Cease fire agreement ပေါ့နော်ဒါတနင်္ဂနွေလုံးပြည့်ခတ်ရဆေးရေးဆိုတဲ့ကိစ္စမျိုးတွေကိုလုပ်တဲ့အခါမှာအဲ့ကာလတွေတော့ငါဒီ Champion စစ်တပ်ကဒီ Tollain အင်အားစုတွေပေါ့နော် Tollain အင်အားစုလက်ကလက်နက်ကိုင် Tollain အင်အားစုတွေပေါ့နော်နီလန်ပေါင်းစုံနဲ့ဖြတ်စည်းခဲ့တာဗျာနော်ဟိုတွေ့တဲ့အဆုံနဲ့ပြီးရင်အဲ့တော့အဆုံရင်အရန်ဟိုဟိုနောက်ကျပြောင်းကြတာတော့ရှိပါတယ်နော်အဲ့တိုင်းသားနယ်မြေတွေကနေ အဝက်တော့ကားတွေနဲ့တက်လာတယ်ပြီးရင်အဲ့ကားတွေကတော့ပြန်သွားပြီဆိုရင်လိုင်စင်တွေရသွားတယ်ပေါ့နော်အဲ့တော့ကားပါမစ်တွေနော်အိမ်ပါမစ်တွေခြံပါမစ်တွေပြီးတော့ခုနပြောလုပ်ငန်းလုပ်ပိုင်ခွင့်တွေပေါ့ဗျာသိရမလားဟိုဆိုလိုတာကဒါတွေနဲ့ဒါတွေအားလုံးကိုအားလုံးနဲ့ဒီမလုံးပေးပြီးတော့ပေါ့ဗျာနော်မလုံးပေးပြီးတော့ကျွန်တော်တို့ဒီချုပ်ထားတာပေါ့ဗျာအဓိကတော့နော်ဒီစစ်တက်ကအပါဝါကိုကျွန်တော်တို့ခိုင်မြဲစေဖို့အတွက်ဒီလိုမျိုးလက်နက်ကင်တော်လိုင်းအင်အားစုတွေကိုဒီလိုပဲနီလန်းပေါင်းစုံနဲ့ဒီ ချုပ်ကင်ထားတဲ့လုပ်လုပ်ရတဲ့နောက်လျှောက်လုပ်ခဲ့ပါတယ်ဒါတွေကကျွန်တော်တို့ထက်အသက်ကြီးတဲ့လူတွေပိုသိပါတယ်တကယ်ကိုယ်တိုင်လည်းပါဝင်ခဲ့ကြတဲ့သူတွေရှိကြတာပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာဘာဖြစ်လဲဆိုတော့ခုနကလိုပြောတဲ့ဒီလောင်းကစားကိစ္စတွေပေါ့နော်ဒီ online ကြားချက်ကြားပြန့်ဒီလိအလိအလိညာလောင်းကစားကိစ္စတွေဒါတွေကတချို့နေနေဒီမှာရှိလာတယ်အပြင်နောက်တစ်ခုထပ်ပြောရရင်တော့မူရစီပါဒါလည်းပဲဒီစစ်တပ်ကရှင်းရှင်းလေးလေးပြောစစ်တပ်ကခွင့်ပြုပြီးပါပါလို့လို့ရအောင်လို့လဲ စစ်တပ်ကကနားပြောတဲ့တိုင်းသားဒေါ်လာရင်အင်အားစုအချို့တော့ပေါ့နော်ဒီလူပုဂ္ဂိုလ်တွေကိုကျွန်တော်တို့ဒီလိုမျိုးမလုံးနေပေးဒေါ်တာတွေကိုခွင့်ပြုမိတ်နေပေးအဲ့လိုနဲ့ပဲဒါတွေကအမြင့်တွေလာပြီးတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ပို့ပြီးတော့ဆိုးရွားတဲ့အခြေအနေမျိုးရောက်လာတာပေါ့နော်အဲ့တော့ဒီအရင်အမြင့်ကိုကျွန်တော်သိဖို့လိုတယ်အဲ့တော့တေချာလဲပဲဟိုလေ့လာကြည့်မယ်ဆိုရင်ဒီစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ နော်အထူးသဖြင့်နေဆက်နေဆက်ရေးရဝင်ကြီးလုပ်ခဲ့တဲ့လူမျိုးတွေပေါ့ဗျာမမအောင်လူမျိုးတွေပေါ့နော်အဲဒီလိုလူမျိုးတွေကဒီလိုကိစ္စတွေမှာအများကြီးပါဝင်ပတ်သက်မှုရှိနေတယ်ဆိုတာကျွန်တော်တို့ဒါသိရတယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့အဲသိရအောင်လည်းမကအောင်နော်ပြီးခဲ့တဲ့ရက်ပိုင်းကားကိုပဲဒါတရုတ်ကဖမ်းပြီးတဲ့အဲတယောက်ဆိုရင်ဒါသူ့ရဲ့ထွက်ဆိုချက်ထဲမှာဆိုရင်ဒါမြန်မာစစ်တပ်ရဲ့နော်ဒါအခွင့်ပြုချက်တွေမြန်မာစစ်တပ်ရဲ့ပါဝင်ပတ်သက်မှုတွေကိုသူအများကြီးရခဲ့တယ်ဆိုတာသူကိုယ်တိုင်နော်ဒါကိုထုတ်ထုတ်ပေါ်ပြီးတော့ပြောကြားခဲ့တာတွေလည်းကျွန်တော်တို့ဒါရှိခဲ့တာပေါ့ ကျွန်တော်တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒါကအရင်အမြစ်အဲ့တော့ဒီအရင်အမြစ်ကိုဖျက်မှဒီကိစ္စတွေကငြိမ့်မယ်ဆိုတော့ဒါကျွန်တော်ပထမဆုံးပြောချင်တယ်ပေါ့နော်အဲ့တော့ NUG အနေနဲ့ကတော့ရှင်းတယ်လက်ရှိဖြစ်နေတဲ့ဒီကြားဖြတ်လုပ်ငန်းတွေကကျွန်တော် NUG ရဲ့စုံမထိန်းချုပ်နေနေတွေမှာတော့ကျွန်တော်တို့မရှိဘူးကျွန်တော်တို့ကတော့အထူးဖြင့်ဒီစကိုင်းမကွေးမန္တလေးစသဖြင့်ပေါ့နော်ဒီလိုမျိုးထိန်းချုပ်နေနေတွေရှိလာတဲ့အခါမှာဒီနေရာတွေမှာတော့ဒါလိုကိစ္စတွေကရှိမနေဘူးရှိလဲကျွန်တော်တို့လက်ခံမှာမဟုတ် ဒါကိုကျွန်တော်တို့လက်မခံဘူးအဲအဲ့လိုပဲဒီလက်ရှိဖြစ်နေတဲ့နေဆက် data မှာရှိနေတဲ့အချို့သောနေရာတွေဆိုရင်လည်းတော်တော်များများကတော့ဒီ jump pass sales ရဲ့လက်အောက်ခံတက်ပေါ့ဗျာဥမာဒီ border gap food ပေါ့နော်အဲဒါနေစားနေကြားဆောင်တက်ဆိုပြီးတော့ဒါစစ်တက်ကပဲလက်သက်မွေးထားတဲ့အဲစုဖွဲ့ရဲ့လက်အောက်မှာပဲအဓိကဖြစ်နေတာများတယ်ပေါ့နော်အဲအဲ့တော့အဲ့လိုအဲ့လိုပြောတော့မေးစရာရှိတယ်အော်ဟိုတလောကပဲ KK ဘက်ကိုစစ်တက်ကဝင်စီးတယ်ဆိုဒီဟာလည်းဗျာနော်ဟိုဟို တောင်တန်ရောအသိဉာဏ်ရှိသူကြည့်ရင်တိတာပါတယ်ဓာတ်ပါပါခေါ်လဲဆင်ပြီးတော့ရုပ်ရှင်ရိုက်ပြတယ်လို့ပေါ့နော်ရုပ်ရှင်ရိုက်ပြတယ်လို့ပဲကျွန်တော်တို့ဒါလုတ်ပြနေတဲ့အခြေအနေဖြစ်တယ်ပေါ့အဲ့တော့နိုင်ငံတကာအနေနဲ့ကျွန်တော်ကအဓိကပြောချင်တာတော့မျက်စိလည်မသွားဘူးပေါ့ဒါက very ဒီစစ်တပ်က very tricky နော်သူကအရန်လဲတယ်နောက်ပြီးတော့ဒီလိုကိစ္စတွေကသူ့အတွက်တော့အရန်ကိုဟိုဘယ်လိုခေါ်မလဲနော်ချင်နေပြောရဒီလိုကိစ္စတွေကသူ့အတွက်အရန်လုတ်လုတ်လေးလုတ်ထရှိတဲ့လုံနေကြ the way experience ပေါ့နော်တကယ်ကိုအတွေ့အကြုံများတဲ့လူဖြစ်တဲ့တကြောင်လို့ဒီလိုလိန်လုံး လဲ့လုံးတွေကသူအများကြီးလုံနေပါပဲအဲ့ဒါတွေကိုမျက်စိလည်မသွားဘူးအရေးကြီးတယ်နော်အဲ့လက်မျက်အဲ့တော့သူ့ရဲ့ဒီလို for show ပြတဲ့ဟာတွေမှာမျက်စိလည်မသွားပဲတကယ် root cause အရင်းအမြစ်ကိုကျွန်တော်တို့ရှာပြီးတော့ဖြတ်နိုင်မှုလို့ရတယ်ကျွန်တော်တို့အတိအကျပြောလို့တော့ဒီဆေးဟုတ်စုဒီဆေးအာနာရှင်ငါမြန်မာနိုင်ငံမှာဆက်လက်ပြီးတော့အာနာတည်မြဲနေတဲ့ယူဒီလုပ်ငန်းတွေဘယ်တော့မှပြတ်ပြောက်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ရဲ့အကျိုးစီးပွားကအဲ့တိုင်းမှာတနည်းနည်းနဲ့ပါဝင်ပတ်သက်မှုရှိရဖို့ရှိနေတာ เนาะအဲ့တော့ကျွန်တော်ဒီအရင်းအမြစ်ကိုဖြတ်နိုင်မှုလို့ရတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့လည်းကျွန်တော်တို့ဒေါ်လာရင်းအင်အားစုတွေနဲ့ကျွန်တော်တိုင်းသားဒေါ်လာရင်းအင်အားစုတွေနဲ့ပေါင်ပူးပေါင်းပြီးတော့ဒီကိစ္စတွေကိုအမြစ်ဖြတ်နိုင်မှုကျွန်တော်တို့ဒါဆောင်ရွက်လျက်ရှိတယ်အဲ့လိုပဲတချို့ကြတော့လည်းပြောကြတယ်ဘယ်လိုဆောင်ရွက်မှာလဲပေါ့အဲ့တော့ကျွန်တော်တို့မှာဒေါ်လာရင်းကအရင်အချိန်နဲ့မတူတော့ဘူးပြောကျွန်တော်တို့မှာအာနယ်မြေစုမိုးထိန်းချုပ်မှုတွေရှိတော့အဲ့နယ်မြေစုမိုးထိန်းချုပ်ထားတဲ့နေရာတွေမှာနေဆက်တွေပါလာတယ်တချို့သောတိုင်းသားဒေါ်လာရင်းအင်အားစုတွေဆိုရင်ဘေးက neighboring country တွေနဲ့တော့အလုပ်တွေပေါင်းလုပ်နေတာတွဲလုပ်နေတာကုံသွဲမှုတွေလုပ်နေတာရှိနေပြီဗျာဒါပေမဲ့ဒါတွေကတချို့ဟာတွေကြောင့်လည်း publicly ထုတ်ပြောလို့မရလို့ဆိုတာမပြောကြတာအဲ့တော့တော်လန်ရဲ့အခြေအနေကနယ်မြေစိုးမိုးမှုရှိလာတယ်နေဆက်ဒေတာတွေရဲ့စိုးမိုးမှုတွေတော့ရှိလာတဲ့အပြင်နိုင်ငံတကာနဲ့ပါချိတ်ဆက်ဆောင်ရွက်ပြီးတော့အဲကျွန်တော်တို့လုပ်ငန်းတွေလုပ်ကရင်လာတာတွေကရှိနေတဲ့သဘောတွေဖြစ်တယ်အဲ့တော့ကြောင့်ကျွန်တော်တို့ကဒါကအဲဟိုဟိုကုံသွဲရေးလုပ်ငန်းတွေနေမကောက်ဘူးဒီလိုမျိုးနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေဖြစ်လာတဲ့အခါမှာလည်း အဲကျွန်တော် NUG နဲ့ပဲဖြစ်ဖြစ်ဒီလိုတိုင်းသားတော်လိုင်းအင်အားစုတွေနဲ့ပဲဖြစ်ဖြစ်ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီလိုမျိုးဒါတွေကိုနှိမ်နင်းတဲ့ကိစ္စတွေကမဖြစ်မနေလုပ်ကိုလုပ်လို့ရတယ်လက်တွေ့မှာเนาะအဲအားတွေကိုလည်းပဲကျွန်တော်တို့ကဝန်ခံကတိပြုထားပြီးဖြစ်တယ်ဒါတွေကိုဟိုကျွန်တော်တို့လုပ်ကိုလုပ်မှာဖြစ်တယ်ကျွန်တော်တို့တွေမကောက်ဘူးကျွန်တော်တို့နဲ့မဟာမိတ်တွေဖြစ်တယ်တိုင်းသားတွေနဲ့လည်းကျွန်တော်တို့ကဒါတွေကိုအဲအတူတူကလက်တွဲပြီးတော့ဖြည့်ရှင်းဖို့လည်းပဲဂရိကိုတွေရတာဖြစ်တယ်ပေါ့နော်အဲ့တို့ကြောင့်မလို့တကယ်ကိုပဲကျွန်တော်တို့အဲဟိုဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ တကယ်နှိမ်နှဲမဲ့သူဟာဒေါ်လာရင်းအင်အားစုဖြစ်တဲ့စစ်တပ်မဟုတ်ဘူးဆိုတော့ message ကိုတော့ကျွန်တော်နိုင်ငံတကာကိုအတည်ရင်းပြောလို့ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟောဒီအလုံးတည်တဲ့အတိုင်းပဲဒီ DRA ရေကနေပြီးတော့ဒီမိုးကုန်းနဲ့မုံမိတ်ကနေပြီးတော့စစ်တပ်နဲ့ဖြစ်ရပြီးဒီနေဝင်ပါနဒီ20ကျော်လောက်မှာပဲထွက်ဖို့စုပ်ဖို့ဆိုတဲ့ဟာပြင်ဆင်ထားပါတယ်ခင်ဗျအဲ့တော့ NUG MOD အနေနဲ့ရောဒီဒီနယ်မြေမှာဘယ်လိုမျိုးအစီအမံထားတာတွေများရှိပါလဲခင်ဗျအထူးသဖြင့်တော့ကျွန်တော်တို့ကအာဒီတိုင်းသားဒေါ်လာအင်အားစုတွေမှာလဲအဲ ပုံတရံမျိုးစုံတော့ဖိအားတွေပေါ့ဗျာပုံတရံမျိုးစုံတော့ဖိအားဆိုတဲ့အခါမှာခုနကတပတ်နိုင်ငံကြီးတွေရဲ့ဖိအားတွေရှိတယ်လို့တပတ်ကလည်းစစ်တပ်ကဘာဖြစ်လဲဆိုတော့သူကမိသားတပတ်ရေမုတ်တပတ်လေးနော်ဒီဘက်မှာတွေ့ဆုံဆွေးနွေးမယ်ဆိုတော့အဲအခင်းအကျင်းကိုဒီဘက်မှာခင်းတဲ့ခင်းအချိန်မှာပဲတပတ်မှာလည်းဒီတွေ့ဆုံဆွေးနွေးမှာမဖြစ်မနေစကားလာပြောအောင်ဆိုပြီးတပတ်မှာလည်းလေချောင်းတိုက်ခိုက်မှုတွေကိုတောက်လျှောက်တောက်လျှောက်လှုပ်တာမျိုးတွေနော်ခြားသောဖိအားပေးမှုတွေလှုပ်တာမျိုး နော်မိသားစုဝင်တွေကိုချိန်ချောက်တာမျိုးဒါမျိုးတွေပါတွဲပြီးလောက်လာအဲ့တော့အဲပထမဦးဆုံးဟိုပြောချင်တာတော့ဒီဒိုင်းနာဒေါ်လာအင်အားစုတွေမှာလည်းအဲကျွန်တော်တို့တောင်ထင်မှတ်မထားတယ်ပေါ့နော်ထင်မှတ်မထားတယ်အမျိုးမျိုးသောဖိအားပေးမှုတွေကိုရင်ဆိုင်နေရတယ်ဆိုတော့ကျွန်တော်တို့ဒါနံပါတ်1ကျွန်တော်ပြောလို့ရတယ်အဲအဲ့မှာတော့ကျွန်တော်တို့ကအဲကျွန်တော်တို့နဲ့လည်းဒါချိတ်ဆက်ရှိတယ်ဒါဒါပြောပြောဆိုဆွေးနွေးမှုတွေလည်းကျွန်တော်တို့ရှိခဲ့တယ်ရှိခဲ့တဲ့ကြောင့်မလို့အဓိကတော့ပြည်သူပဲเนาะဒါမိုးကုတ်မိုးကုတ်မှာဆိုရင်လည်းပဲပြီးခဲ့တဲ့ရက်ပိုင်းကတော့ပဲဒါပြည်သူတွေကဒီ ိုင်ငံရေးတနိုင်ငံဝန်ဟောဆွတ်ဖတ်မှုကြောင့်ဒီစစ်တပ်ကပြန်ပြီးတော့စစ်မိတ်စာတွေပြန်ဝင်လာမှာလုံးဝလက်မခံဘူးဆိုတော့ဒါတန်မောင်းတီးပြီးတော့ဆန္ဒပြခဲ့ထားတယ်ပေါ့နော်အဲ့တော့ပြည်သူရဲ့အဆုံးဖြတ်ကအရေးကြီးဆုံးပဲပေါ့နော်အဲ့တော့ကျွန်တော်တို့အဲအန်ယူဂျီအနေနဲ့ကတော့ဒါတချို့ဟာတွေကကြတော့စီရေးစရာကိစ္စတွေဆိုတော့အတိအကျတော့ပြောလို့မရဘူးဒါပေမဲ့ကျွန်တော်တို့အတိအကျအဲတခုပြောလို့ရတာကတော့လာရှုလိုမျိုးပြလဲလဲကူကူအေး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 အကြောင်းဝင်လာပြီးတော့လာရှုမျိုးတွေကိုပြန်ပြီးနေရာယူသွားတဲ့အခြေအနေမျိုးတော့ လုံးဝဖြစ်မှာမဟုတ်ဘူးလွယ်လွယ်နဲ့တော့ကျွန်တော်တို့မဟုတ်ဘူးပြန်ရမှာမဟုတ်ဘူးအဲကျွန်တော်တို့တက်နိုင်ဆုံးကျွန်တော်တို့ဒါအာ NUG လောက်က MOD လောက်ကနော် chain of command အောက်ကတက်ဖွဲ့တွေအပြင်နော်အခြားသောဒီမုတ်ဘုတ်ကိုအာကောင်ွယ်လူလူကြရဲပေါ့နော်ဒေါ်ဒေါ်လိုင်းအင်အားစုတွေပေါင်းပြီးတော့ဒီတက်တောက်တက်ပေါင်းစုတပွဲကျွန်တော်တို့ဒါတက်နိုင်များကောင်ွယ်ဆောင်လျှောက်သွားမှာဖြစ်တယ်ပေါ့နော်အဲနောက်နောက်တစ်ခုအရေးကြီးဆုံးကတော့ပြည်သူလူထုရဲ့အသက်အိုရင်စီးစိမ်ပေါ့နော်ကျွန်တော်တို့ဒေါ်လိုင်းရေးတက်ဖွဲ့တွေဖြစ်လာတဲ့ ရည်ရွယ်ချက်ကိုကနော်ကောင်းကောင်းကျွန်တော်တို့ရဲ့ကောင်းစဉ်ကပြည်သူ့ကာကွယ်တပ်မတော်ပေါ့နော်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးတင်ကိုကာကွယ်ဆောင်ရှားဖို့ဖြစ်တယ်ဒါကျွန်တော်တို့ရဲ့အဓိကအဲရည်မှန်းချက်ဖြစ်တယ်အဲ့တော့ကြောင့်မလို့ပြည်သူလူထုရဲ့ထိခိုက်နေတာဆုံးရှုံးမှုတွေကိုတော့ကျွန်တော်တို့ဘာပဲလုပ်လို့ပေါ့နော်ဟိုစစ်တိုက်မယ်ဆိုရင်တော့မထားအောင်ထည့်စဉ်းစားရတယ် เนาะအဲ့လိုထည့်စင်းစားရတဲ့ကြောင့်မလို့သူပြင်တော့အခုအခုလည်းကျွန်တော်တို့အများကြီးပြင်ဆင်ဆောင်ရွက်နေတယ်ပြည်သူတွေကိုဘယ်လိုမျိုးလုံခြုံပေးခဲ့အောင်ကျွန်တော်တို့တွေလုပ်ကြအောင်လဲပေါ့အဲ့တော့အဲ့မှာရှိတဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေပြည်သူကာကွယ်ရေးအဖွဲ့တွေပြည်သူလုံခြုံရေးအဖွဲ့တွေเนาะ PDF တွေနောက်အခြား Local Defense Force တွေပေါင်းပြီးတော့เนาะပြည်သူတွေအတက်အဝင်းစီစဉ်ကိုကာကွယ်ဆောင်ရှောက်နိုင်ဖို့ပြည်သူတွေဘေးရန်ကင်းဖို့เนาะပြီးတဲ့အခါမှာဒီမျိုးကိုလည်းတတ်ထိုင်နေမှာလက်မလွတ်ရဖို့ပေါ့เนาะအဲဒီဟာကိုတော့ကျွန်တော်တို့အဲအသေးစိတ်အဲစီစဉ်ဆောင်ရွက်နေတာရှိပါတယ်ဟုတ် ဒီအပေါ်မှာပေါ့တရုတ်ကြောင့်ဒီလိုမျိုးဟိုအပြည့်အစုံပါဖြစ်လာတဲ့အပေါ်မှာ NGO ဖက်ကရောဘယ်လိုသုံးသပ်ချင်ပါသလဲခင်ဗျကျွန်တော်တို့ကတော့အများနဲ့ message ပေးတယ်လေနော်ဒီလိုမျိုးတစ်ဖက်သက်ဖိအားပေးပြီးတော့ဟိုဟိုအတင်းကျပ်လှုပ်ခိုင်းနေတာကဒီတရုတ်လိုချင်တဲ့အဖြစ်လည်းထွက်မှာမဟုတ်ဘူးညာနော်ဒါကိုနားလည်ဖို့လိုတယ်နောက်ပြီးတော့အဲတချို့သောနိုင်ငံတွေကစဉ်းစားတာကဒီတရားမဝင်ဒီပြစ်ခတ်ရစဲရေးတွေကိုဖိအားပေးပြီးလှုပ်ပြီးရင်တရားမဝင်တွေ့အောင်ရွေးကောက်ပွဲကြီးကိုလှုပ်အဲအဲ့ဒါပြီးရင်တော့မြန်မာနိုင်ငံရဲ့အခြေအနေကလည်းစုံတရာပြောင်းလဲသွားမယ်ဆိုတော့ အာမျောလင်းချက်ပေါ့ဗျာမျောလင်းချက်အဲ့လိုမျောလင်းကြတယ်သူတချို့တွေလည်းဒါကျွန်တော်တို့ပြန်ကြားရတယ်ပေါ့နော်အဲ့ဒါကမဟုတ်ဘူးဗျာနော်အဲ့တော့တချို့လည်းပဲဗျာဟိုထင်တာပေါ့နော်ဒီတရားမဝင်တွေ့အောင်ရွေးကောက်ပွဲကြီးဒါတုတ်လိုက်ရင်စစ်တပ်ကပါဝါရော့သွားမယ်ပြီးရက်သားဘက်ကနည်းနည်းများပါဝါရလာမလားဆိုတော့ကျွန်တော်ကကျွန်တော်တို့ကအဲ့ရှင်ကြီးဝါလဲဝင်ပြီးရှင်ငယ်ဝါလဲဝင်ပြီးဆိုတော့ကျွန်တော်တို့ပြည်သူတွေကကျွန်တော်တို့ပြည်သူကိုလာပြီးတော့အဲ့အဲ့ဒါတွေလာရှင်းပြမယ်ကျွန်တော်တို့ကနားလေလုံးဝအဲ့ဒါဖြစ်လာမှာမဟုတ်ဘူးစစ်တပ်ပါဝါလုံးဝရော့သွားမှာမဟုတ်ဘူးစစ်တပ်ပါဝါပို့ပြီးခိုင်မှာပါ နော်ဒီတရားမှန်တွေ့အောင်ရွေးကောက်ပွဲသာဖြစ်သွားရင်စစ်တပ်ကပါဝါပို့ပြီး legitimate ဖြစ်သွားမယ်အနေအထားမျိုးကိုဒါတို့ကဒါကိုလိုချင်တာနော်အဲ့တော့ဒီတရားမှန်တွေ့အောင်ရွေးကောက်ပွဲဟာစစ်တပ်ကပါဝါသုံးတရားချော့ချချော့ချနိုင်လိမ့်မယ်ဆိုတော့ဒါတရုတ်နိုင်ငံလည်းအဲ့လိုစဉ်းစားပုံရပါတယ်နော်တရုတ်နိုင်ငံအပေါင်းချိုးသောနိုင်ငံတွေစဉ်းစားပုံမှားတယ်လုံးဝမဖြစ်နိုင်ဘူးအဲ့လိုပဲအရသားတွေနည်းနည်းပါးပါး space လေးများရလာမလားဆိုအဲ့လိုလုံးဝမဖြစ်နိုင်ဘူးဒါရိုးရိုးလေးပဲစဉ်းစားကြည့်လေနော်ဒီ main online က ကြက်ခိုင်မျိုးရေးပါတီဆိုတာလည်းဗျာအားလုံးသိတဲ့အတိုင်းပဲအစိုးရတဲ့ကဒါစစ်တပ်ပါတီပဲစစ်တပ်ကလက်သက်မွေးတာလက်ကင်လို့ပါတီပဲဘာမှနိုင်ငံရေးတွေပါလားမပြောနဲ့နော်အဲ့တော့ခေါင်းဆောင်တွေကိုလည်းကြည့်အောင်စစ်သားဟောင်းတွေကြီးပဲစစ်သားဟောင်းတွေဆိုတာလည်းစစ်သားမလို့ရှင်လို့ထွက်လာတဲ့လူတွေမဟုတ်ဘူးအကျိုးစီးပွားအရလူဝိလဲထားတဲ့စစ်သားဟောင်းတွေဖြစ်တယ်နော်ခင်ရီရှိမယ်နောက်ဒုတိယဦးထားတဲ့စစ်သားပဲအဲစစ်ဗိုလ်ချုပ်တွေပဲအပြင်အခုလည်းပဲမင်းအောင်လိုင်ကနောက်ထပ်900နီးပါးလောက်တတ်ထည့်လာတယ်။နောက်သူရတကယ်လူယုံနေအောင်လင်းတွေးတို့ကအဆောက်ပေါ့နော်။မြားထင်းမြားထုံးမှုတို့ အကုန်လုံးကစပြန်ပြီးတော့ထပ်ပြီးတော့ထည့်ထားတယ်အခုတို့တွေဒီတူအောင်ရွေးကောက်ပွဲမှာဝင်ရွေးခံမယ်အဲကျွန်တော်တို့ဒီ28ယောက်လားမသိဘူးပြိုင်မဲ့မရှိနိုင်ပါဘူးเนาะအဲ့တော့ဘသူတွေပဲဘလို့ပဲဟိုလှုပ်လှုပ်ဒီအခင်းချင်းကတော့ပြည်သူတွေတယောက်မှထွက်မပေးလဲနိုင်သွားကြမှာပဲတို့ကတော့နိုင်သွားတဲ့အခါမှာဖြစ်လာမဲ့ဒါဆိုကောပေါ့เนาะဒါဒါအယောင်ပြဟန်ပြလွတ်တော်တွေမှာလည်းပဲတို့တွေပဲဥက္ကဋ္ဌဖြစ်မှာပဲအဲ့တော့ဘာမှစစ်တပ်ဟာသူ့ရဲ့ပါဝါကိုရှော့ခြင်းစိတ်လုံးဝလည်းမရှိဘူးရှော့မှလည်းမဟုတ်ဘူး ်ဘယ်အချက်သားမှလည်းနေရာရမှာမဟုတ်ဘာစကားမှလည်းပြောခွင့်ရှိမှာမဟုတ်ဘူးအဒီအချိန်နေအခင်းချင်းယူဖန်တီးတာအဲ့တော့ဒီလိုလုပ်တွေကိုသူတို့အခုမှကြုံရတာမဟုတ်ဘူးလေဗျာဒီကောင်နေဒီလိုတွေကိုခဏခဏလုပ်ခဲ့ဘူးလားပဲအဲ့ဒါကိုတချို့နိုင်ငံရေးဘဝလုံးပါတယ်ဆိုတဲ့သူတွေကအစအဲ့ဒါကြီးကိုယုံကြည်မျှော်လင့်ပြီးတော့ဟိုဘေးကနေဟိုဟိုမျှော်နေတယ်ဆိုတာကြီးကကျွန်တော်တို့ကတော့နားမလဲဘူးဘလို့ဘလို့အတွေးခေါ်နေဒီလိုလုပ်နေပေါ့နော်အဲ့တော့ဆိုလိုတာကတော့အဲ့ဒါကြီး message ပေးခြင်းနေနော်နိုင်ငံတရုတ်နိုင်ငံအပါဝင်နိုင်ငံအချို့ယုံကြည်မျှော်လင့်နေတဲ့ အားတွေကဘာတစ်ခုမှပြစ်လာမှာမဟုတ်ဘူးเนาะအဲ့တော့ဒေါ်လာရေးဘက်ကကြည့်ရင်လည်းစစ်တပ်ဘက်ကလည်းဘာမှရှော့မှာမဟုတ်ဘူးသူ့ရဲ့ဒီ atrocity ပေါ့เนาะဒီလူလူပေါ်ရက်ဆက်မှုတွေကြမ်းကြုတ်မှုတွေဒါတွေကရွေးကောက်ပွဲမတိုင်ခင်လည်းလုပ်နေမှာပဲဒီတရားမဝင်တရားရွေးကောက်ပွဲကာလအတွင်းမှာလည်းလုပ်မှာဖြစ်တယ်ပြီးရင်လည်းဆက်ရှိနေအောင်မှာပဲအဲ့တော့ဒီဘက်ဒေါ်လာရေးဘက်ကကြည့်ရင်လည်းကျွန်တော်တို့ကလည်းကျွန်တော်တို့ဒေါ်လာရေးကဒေါ်လာရေးရဲ့လမ်းကြောင်းရှိတယ် road map ရှိတယ်အဲ့တိုင်းကျွန်တော်တို့ဆက်သွားမှာပဲ အခုအညာတကြောမှာစတက်ကဒီထိုးစစ်တင်နဲ့ပတ်သက်ပြီးအညာတို့ဒီပေါ့တို့ဒီရွှေဘိုးတို့မှာတောင်းနဲ့ရှိတဲ့ပြည်သူတွေအဲထပ်ပြီးတိတ်ချောင်နေရတာရှိပါတယ်ဒီအပေါ်မှာဒီလိုဒီဒီနေရာတွေမှာဘယ်လိုမျိုးစီမံထားတာများရှိပါသလဲအဓိကတော့နှစ်ပိုင်းပေါ့နော်ပထမတစ်ခုကတော့ဒီစစ်မရှောင်ရတဲ့ရွာတွေလည်းကျွန်တော်တို့ကလုံခြုံငြိမ်းချမ်းနေတာမဟုတ်ဘူး။စစ်မရှောင်ရတဲ့ရွာတွေမှာဆိုရင်တော့အကြီးအကဲဖြစ်တော့ဒီလေကြောင်းတိုက်ခိုက်မှုကအများနဲ့ကျွန်တော်တို့ဖြစ်နိုင်တယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့စစ်တပ်ရဲ့ strategy ကရှင်းနေတာ။နော်သူကပြည်သူ ဘသူပဲဖြစ်ဖြစ်ကလေးရစသွားဒါတို့ကိုယ်တိုင်ပါဇက်ကတော့ထုတ်ပြောပြီးသားเนาะဒီအယ်ဂျာစီယာနဲ့ဇော်မင်းထွန်းနဲ့အင်တာဗျူးမှာကလေးတွေတေဆုံတေဆုံမှုနဲ့ပတ်သက်ပြီးမေးတော့တော်လိုင်းရဲ့ဘက်မှာရှိရင်ကလေးလည်းတတ်မှာပဲဆိုတဲ့အထိပ်ပဲသူဖြေသွားတယ်တော်တော့သူတို့ရဲ့ strategy ကရှင်းတယ်ကလေးကကလည်းဘာကြီးပဲဖြစ်နေဖြစ်နေဒီတော်လိုင်းအင်အားစုတွေရဲ့စုံမထိန်ချုပ်နေနေဒီမှာရှိနေသူတို့ကတော့အချိန်မီသူတို့ချိန်မုံမှာပဲတက်ဖြတ်မှာပဲလို့သူတို့ပြောထားပြီးသားဝန်ခံထားပြီးသားတကယ်လည်းအဲ့တိုင်းလက်တွေလုပ်နေတာအဲ့တော့ကျွန်တော်တို့ကဒီစစ် အာစစ်ကြောင်းထိုးတဲ့နေရာမျိုးတွေခုနလိုဟာမျိုးတွေဆိုရင်လည်းကျွန်တော်တို့ကမငိမ့်ချမ်းမငိမ့်ချမ်းတာကခုနအဲအဲအဲအတက်ကအချိန်ကြီးရောင်းတက်ခိုင်းမှာအချိန်ကြီးလာနိုင်တယ်အဲ့တော့ကျွန်တော်တို့အဲ့နေရာတွေမှာတော့အဓိကအဖြစ်တော့ခုနကလေကြောင်းအချက်လေးစနစ်တွေပေါ့နော်ဒါတွေကျွန်တော်တို့အတန်းအကောင်းဆုံးကျွန်တော်တို့လုပ်တယ်ပေါ့နော်ပါအဖားတွေရှိတယ်ပါလာဖားတွေရှိတယ်ပြီးတော့ကျွန်တော်တို့ MOHDN ပေါ့နော် Ministry of Humanitarian Assistance ဟိုဟို Humanitarian Assistance ပေါ့နော်အဲ့ဒီအနေနဲ့လည်းကျွန်တော်တို့လုပ်တယ်အဲအဲ့ဒီနောက်ပြီးတော့ဘုံကိုချင်းတွေတူတယ် ဝန်ကုန်ချင်းတူတဲ့ဟာကိုလည်းဒီပတ်စံလည်းထုတ်ပေးတယ်။နောက်ဒီကျွန်တော်တို့ဘက်က PDF တွေရောအတော်လိုင်းအင်အားစုတွေလည်းပံ့ပိုးပြီးတော့ဒီအိမ်အိမ်တိုင်းအိမ်တိုင်းဝန်ကုန်ချင်းရှိရမယ်။နောက်ပြီးတော့ကျောင်းတွေဆေးရုံတွေအကုန်လုံးမှာဝန်ကုန်ချင်းရှိဖို့။အဲ့တော့အဲ့ဒါကတော့ဒီကျောင်းရံကာကွယ်ရေးပေါ့နော်။အဲဒါဒါကိုလည်းကျွန်တော်တို့ဒီဇိုင်းမှတ်မှတ်ကျွန်တော်တို့လုပ်နေတယ်။အဲပြီးတဲ့အခါမှာကတော့စစ်ကျောင်းထုတ်လာပြီဆိုရင်တော့ရှောင်ရတယ်။အဲ့တော့ရှောင်တဲ့လူတွေကစစ်ရှောင်နေရတယ်ကျွန်တော်ပေးခြင်းတဲ့ message ကစစ်ရှောင်နေရဘရောမှစစ်တပ်ပတ်မပြေဘူး။ စစ်ကြောင်တွေကသူတို့ထိုးလာတိုင်းထိုးလာတိုင်းမှာတွန်လိုင်းအင်အားစုတွေဘက်ရှိတဲ့နေရာဘက်ကိုပဲပြေးကြတာဘာလို့လဲဆိုတော့အဲ့ဒီဘလောက်ပဲများများစစ်တပ်နဲ့တော့နေနေကြအောင်အဲ့ခါကျတော့ကျွန်တော်တို့ရဲ့တွန်လိုင်းအင်အားစုတွေရဲ့နေမြေတွေထဲမှာဒီတိုင်းသားနေမြေစုတွေဆိုလည်းဒါလွတ်မြောက်လာတဲ့အနေအထားတစ်ခုမှာအဲ့ဘက်တွေကိုဒီဘက်စစ်ကြောင်တွေကရောက်ရောက်လာတာပေါ့ရောက်လာထိုးတချို့ဆိုကြော်ပြီးတော့ဒီတိုင်းနိုင်ငံလိုနေရာမျိုးတွေကိုဝါးရောင်ရောက်သွားတာရှိတာပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာအဲ့ဒါတော့ဘာကြံတော့ဖြစ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ဆောင် စခန်းတစ်ခုဆိုတာဗျာလူဟိုကလူတွေကတာမန်အချိန်မှာတာမန်အေးအေးဆေးဆေးနေရတဲ့အချိန်မှာတော့မှဟိုဟိုယောဂဗေရတွေဘာတွေကအများကြီးရှိတယ်စစ်ချောင်းစခန်းဆိုတဲ့ကိစ္စတွေကတကယ်ဟိုဟိုဘယ်လိုခေါ်မလဲဟို emergency ပေါ့နော်ရုပ်တရက်တိဆောက်ရတဲ့အခါမှာကျွန်တော်တို့ယောဂဖြစ်တာတွေအချို့နေရာတွေမှာဆိုဒီမွေကြိုက်တာတွေဒါတွေကအများကြီးရှိတယ်နောက်ပြီးတော့ဒီစားနဲ့ရိတ်ခါကျွန်တော်တို့ပို့ဆောင်ရတာတွေအဲ့တော့အဲ့ဒီဟာတွေကတော့အဲကျွန်တော်တို့ရဲ့ခုနကပြောတဲ့လူသားချင်းစာနာထပ်ထားရင်ဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုဝင်ကြီးဌာနကတော့အဓိက တာဝန်ယူပြီးတော့ဒါဆောင်ရွက်နေတာဖြစ်တယ်။ဟိုနိုင်ငံတကာအနေနဲ့လည်းဟိုကျွန်တော်တို့ကတော့အဲ့နှစ်ခုကျွန်တော်အဓိကလုပ်ရတယ်ပေါ့။တစ်ခုကတော့လေကြောင်းရံကာဝေးရေးကိစ္စအတွက်ကျွန်တော်တို့ငွေကြေးရအောင်ဤပညာကိုလိုတယ်။အဲ့လိုပဲတစ်ဖက်မှာဆစ်ဆောင်လေတော်လိုင်းအင်အားစုတွေနဲ့နေဘက်ကိုပဲကျွန်တော်တို့ပြေးလာတယ်။ပြေးလာတဲ့ကြောင့်မို့ဒီဆစ်ဆောင်တွေအတွက်ကူညီထောက်ပံ့မှုတွေတော့ကျွန်တော်တို့အချိန်တိုင်းအချိန်တိုင်းမှာကျွန်တော်တို့လိုအပ်တယ်ပေါ့။ကျမကြီးဆောင်ရှောက်မှုတွေဒါတွေလိုအပ်တယ်။အော်ဒါတွေကိုကျွန်တော်တို့ အန်ယူဂျီကတော့ကိုယ့်ရဲ့ budget ထဲမှာအထက်ကနေပြီးတော့ဒီအတွက်လည်းကျွန်တော်တို့ဒါအစိပ်ပိုင်းပြီးတော့ကျွန်တော်တို့ဒါသုံးဆွဲနေတာရှိတယ်လို့နိုင်ငံတကာအနေနဲ့လည်းဒီကိစ္စကိုတကယ်ဒါရပြည်သူတွေပဲမြန်မာနိုင်ငံမှာရှိနေတဲ့ပြည်သူတွေရဲ့အခြေအနေဖြစ်တဲ့ကြောင့်လို့ဒါကိုလည်းပဲဒေါ်လာရအစုတွေနဲ့ချိတ်ဆက်ပူပေါင်းပြီးတော့ဒါဆောင်ရွက်ကူညီကြစေခြင်း ਨੇ ။ဘာလို့လဲဆိုတော့တချို့ကြတော့လည်းဟိုစစ်တပ်နဲ့ပဲသွားပြီးတော့ဆက်ဆံပြီးတော့တချို့အကူအညီတွေစစ်တပ်ကိုပဲပေးတဲ့အခါမှာဒါကအဲတော့ကတကယ်လိုအပ်တဲ့လူတွေရှိတော့မရဘူး။နော်ကိုကပေးလိုက်တာကစစ်ရှောင်းတွေကိုကူညီဖို့ပေးရတာ။ ဒါပေမဲ့တကယ်ဖြစ်သွားတာတို့ကဘာအတွက်တုံးလဲဆိုတော့အဲ့ဆစ်ရှောင်းတွေကိုပဲထပ်ပြီးဖုံးကျဲကိုတုံးပါမယ်။နောက်အဲ့ဒါကြောင့်လို့ဒီလိုမျိုးလူသားချင်းစာထောက်ထားမှုအကူအညီတွေနဲ့ပတ်သက်ပြီးတော့ဒေါ်လာရင်းအင်အားစုတွေနဲ့အပူပေါင်းချိတ်ဆက်ပြီးတော့ဒီကူညီဆက်ထောက်ပံ့မှုတွေကိုလှုပ်ကြဖို့ကျွန်တော်တို့ကတော့အပြင်းထန်တိုက်တွန်းခြင်းနဲ့အဲကျွန်တော်တို့ level ကိုရှိတဲ့ budget နဲ့အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ဆောင်ရွက်နေပြီမယ်။လိုအပ်ချက်ကတော့ဒါအမြဲတမ်းရှိနေတဲ့သဘောဖြစ်ပါတယ်။